ထာဝရကုသိုလ်တွေကိုမြတ်စွာဘုရားထုတ်ပြပြီးဟောတယ်။ကုသိုလ်6မျိုးကိုဒီမှာရှင်းပြီးဟောတာနော်။နံပါတ်1ကအာရမရောပါ။အယံသစ်ပင်တွေကိုစိုက်ပျိုးပြီးအများအကျိုးကိုပြုတဲ့ပုဂ္ဂိုလ်တွေ။ဥယျာဉ်တွေစိုက်ပျိုးတဲ့ပုဂ္ဂိုလ်တွေတဲ့။အဲ့ဒီပုဂ္ဂိုလ်တွေမှာကုသိုလ်တရားနေရောညပါတိုးတက်နေတယ်။ ဘာကြောင့်လို့ဆိုရင်သူကုသောသာဝရကုသောနေတတိယရင်နေတိုးမှာပဲညတတိယညတိုးဆိုလိုတာဒါသာဝရကုသောကြောက်သွားတဲ့ကုသောမဟုတ်ဘူးလေဝိဉ္စိုက်ပြိုးလိုက်တဲ့ဖြင့်ထိုးဥယျံကိုမှီပြီးတော့ပရမဇုံဘသူတွေအကျိုးရတော့ဆိုနှက်ကလေးတွေဒေါ်ဒရိစံနေဟာဒီဥယျံဥယျံတွေကိုမှီပြူပြီးတော့စားစရာတွေပြပြဝါရအဲ့လိုသိပ္ပိစိုက်ပေးထားတဲ့အခါမှာ လက်ကလေးတွေဟာတည့်ရိတ်ခိုးပြီးတော့တစ်ပင်မှာရှိတဲ့အသီးလေးတွေစားပြီးဘလောက်စိတ်ချမ်းသာကြကောင်းသူတို့ဘဝဟာလုံခြုံသွားနောက်တစ်ခါကိုမမြင်တဲ့တတ္တဝါတွေဟာလည်းပဲတပည့်ရေးတွေပါမိပြီးတော့သူတို့ရဲ့ပုံမိမ့်မှန်နေရရှိအဲ့တော့ကိုမမြင်ရမဲ့တတဝါတွေဟာလည်းပဲအခုလိုအရာဥယျာဉ်စိုက်ပျိုးပြီးတော့ထားခြင်းအဖြစ်တတဝါတွေပေါ်မှာအများကြီးကျုပ်ပြူသွားတယ် ကုသိုလ်တိုးတာပဲချိန်တိုးတာတော့သတိရရင်ဝမ်းသာရင်ကုသိုလ်တိုးတယ်အဲ့တော့ခဏခဏသတိရကိုလောက်တာတူလို့ဆိုနောက်တစ်ခုကရှင်းစနာတေတုကာရကတေတုဆိုတာတရားဟိုဘက်ဒီဘက်ချောင်းချားနေတယ်ဟိုဘက်ဒီဘက်သွားဖို့လွယ်ကူအောင်တရားခင်းပေးဒီသွားလို့လာလို့ကုသန်းလို့လွယ်ကူအောင်တရားခင်းပေးတယ် ကုသိုလ်တေတုကာရကလို့ခေါ်တယ်။တရားခင်ပြီးရင်လည်းလူတွေဟာဒီဟိုဘက်နဲ့ဒီဘက်ဆက်သွယ်ရေးကိုချမ်းသာလွယ်ကူစွာသွားနိုင်အောင်စီမံပေးတာဖြစ်သောကြောင့်သူ့အတွက်ကလည်းပဲဒီတရားဟာအများကိုအကျိုးပြုတဲ့အရာဖြစ်သည့်အတွက်ကြောင့်တွေးမိတိုင်းဝန်သားစရာဖြစ်တယ်။ဝန်သားတိုင်းဝန်သားတိုင်းဒီကုသိုလ်ဟာလည်းပဲတိုးနေတဲ့ကုသိုလ်မျိုးဖြစ်တယ်လို့ ။ဥယင်ဆိုင်ပြိုးတဲ့ကုသိုလ်၊သစ်ပင်ဆိုင်ပြိုးတဲ့ကုသိုလ်၊တရားခင်းပေးတဲ့ကုသိုလ်နော်။သုံးမျိုး။နောက်တစ်ခုကဘာလို့ဆိုပပ္ပင်္စဥဒ္ဓပါဏိစ။ရေတရန်တိဥပတ္တယ။ပပ္ပင်္စဆိုမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုကဘာလို့ဆိုရေဥစဉ်တဲ့။ခုခေတ်တော့ရေဥစဉ်ယဉ်ကျေးမှုကပြောင်းနေတယ်။ သွားလာတဲ့လူတွေကိုပန်းပြေပြီးတော့အစဉ်ပြေစေတဲ့ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်အများကိုကြိုးပြုတဲ့ပရိဟိတလုပ်ငန်းတစ်ခုဖြစ်လို့စိတ်ချမ်းသာစရာကောင်းတဲ့ကုသိုလ်ပဲဘသူရဲ့လူသမတ်တာမဟုတ်ဘူးဒီလမ်းကျောကသွားတဲ့ပုဂ္ဂိုလ်တွေမှသည်ဆာလောင်မုတ်သိမ့်လို့ရှင်ရှင်လေးတောက်ပြီးအားလေးပြေးတဲ့အခါခင်းဆက်နိုင်ကြတယ်ပေါ့နော်မြန်မာလူမျိုးတွေရဲ့ရေဦးစဉ်ကုသိုလ်မျိုးဟာလည်းပဲသာဝရကုသိုလ်လို့သူတို့ခေါ်တယ်နော်နောက်တစ်ခုကတော့ဥဒ္ဒပါဏ ရေတွေသူလောင်ထားတဲ့တွင်ရေတွင်ရေကံရေကံမဲ့ဖြစ်ဖြစ်ရေတွင်မဲ့ဖြစ်ဖြစ်ရေရှားတဲ့အရာတွေသားတွေမှာအဝီစီတွင်တူးလှူတာပဲဖြစ်ဖြစ်ရိုးရိုးရေတွင်တူးတာပဲဖြစ်ဖြစ်သို့မဟုတ်ရေကံဆောက်လှူတာပဲဖြစ်ဖြစ်အဲ့လိုရှိဆိုရာလူတွေအတွက်များစွာအကျိုးပြုမသိမှုကိုကာဝယ်ပြီးတယ်ရှင်နေအပူတွေကိုအေးပြစေတယ်ခန္ဓာကိုယ်အံ့ပြတ်သွားစေတယ် ဘလောက်ပဲပင်မပင်မမျက်နှာလေးသိလျက်လမ်းသွားတယ်။ဟောရေရဲ့အကျိုးတွေနဲ့တန့်ရှင်းသွားတယ်လမ်းဆန်းသွားတယ်။အဲ့ဒီအကျိုးတွေကိုမြုပ်ကိုးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပြီးလူတန်းထားတဲ့ပုဂ္ဂိုလ်ရဲ့ကုသိုလ်ဟာလည်းပဲထာဝရကုသိုလ်မျိုးဖြစ်တယ်တဲ့။အလုံး၅မျိုးရှိသွားတယ်။နံပါတ်၁ကအယံဥယျာဉ်ဆိုင်ပြုပြီးတော့လူတန်းတဲ့ကုသိုလ်။တိပင်းဆိုင်ပြုပြီးတော့လူတန်းတဲ့ကုသိုလ်။တရားခင်းပြီးတော့လူတန်းတဲ့ကုသိုလ်။ ရေဟိုးစဉ်လှူဒန်းတဲ့ကုသိုလ်ရေတွင်းရေကံလှူတဲ့ကုသိုလ်နောက်ဆုံးဟာရေတတန်တိဥပတ္တယံရေတတန်တိဥပတ္တယံအဆောက်အဆောက်လှူတယ်ဆိုတော့ဆောက်အဆောက်လှူတယ်ဆိုတဲ့နေရာမှာဒီနေရာမှာဘယ်လိုအဆောက်ဥရုံလို့ဆိုတာလည်းမပါဘူးဘု து ကိုလှူတယ်ဆိုတာလည်းမပါတော့ညမလူမျိုးတွေရဲ့ယဉ်ကျေးမှုမှာလမ်းဘေးဆက်ရဆောက်ပြီးလှူတဲ့အကျင့်ရှိတယ်လေအဲ့ဒီလို့ အဆောက်အဦတွေဆောက်ပြီးတော့လှူတဲ့ပုဂ္ဂိုလ်ဟာလည်းပဲတဲ့လမ်းသွန်းလမ်းလာတွေအတွက်များစွာအကျိုးပြုတယ်ကုသိုလ်မျိုးဖြစ်သည့်အတွက်ကြောင့်ဝန္တပီတိဖြစ်เสียသာဝရကုသိုလ်မျိုးဖြစ်ပါလေရသော်ဗျာကိုယ်တိုင်ဟောခဲ့တဲ့ဒီတုတ်တံမှာဒီကုသိုလ်မျိုးတွေကိုသာဝရကုသိုလ်မျိုးတွေကိုလုံးလို့ရှိရင်နေလဲညာရောတတိယတဲ့အခါတိုင်းမှာကုသိုလ်တွေအမြဲတမ်းတိုးတယ်ဆိုတာတိုးတယ်လို့ပြောထားရတဲ့ကကိုဟာကိုလုံးတာတစ်ခါပဲဖြစ်အောင်တော့ကုသိုလ်တွေအချိန်ချင်းလုံးတူတိုးလာမှာပဲ။